မင်္ဂလာပါရှင်ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါစကဟာမလအတွင်းမှာတောက်ခန်းဒေတာကို TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်တဲ့နေရာပြောင်းတိုက်ထုံနိုင်ခဲ့ပြီးနောက်လက်ရှိချိန်မှာနောင်ကျိုမျိုးကိုပြန်လည်သိမ်းယူနိုင်အောင်ကြိုးပမ်းလျက်ရှိနေပါတယ်။ဒေသခံပိုင်းထဲမှာတော့တောက်ခန်းစစ်တေတူရေးသားထားတယ်။နောင်ကျိုထိုးစီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုသားမီဒီယာ channel ကို subscribe နဲ့ like ရန်ရှာလေးလုပ်ပေးပါဦးရှင်။ ပြည်သက်ကြီးတရုတ်နိုင်ငံရဲ့ဂျာဝင်စီစံပေးမှုကြောင့်ကိုကန် MNDA လက်နက်ကောင်အဖွဲ့တွေလာရှုံမျိုးကပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအလုတ်ခက်များစွာဖြစ်နေပြီးတော့ဧပြီလ28ရက်နေ့29ရက်နေ့တို့ကတရုတ်နိုင်ငံရဲ့ဂျာဝင်စီစံမှုကြောင့်နာဆာကအဆိုရနဲ့ TNNN အဖွဲ့ကြားတွေးဆဆွေးနွေးခဲ့ရာအောင်မြင်မှုမရပဲအဆုံးသတ်ခဲ့ရတယ်လို့သိရပါတယ်။နာဆာကအဆိုရကဆွေးနွေးပွဲအောင်မြင်မှုမရတဲ့အတွက် TNLA အဖွဲ့ကိုစီးရဲနီလန်နဲ့ဖိအားပေးဝယ်ရှိနေပြီးနောင်ကြုံမြို့ကိုပြန်လေတင်းယူနိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်ဝယ်ရှိနေပါတယ်။နောင်ကြုံမြို့ကနေ -10 အကွာမှာရှိနေတဲ့တောင်ခံကို လူအင်အားသုံးပြီးလအတန်ကြာလာရောက်တိုက်ခိုက်ခဲ့တယ်။ TNLA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့တိုက်စစ်ကိုနာဆာကတပ်တွေကချိုးပေါင်းနိုင်ခဲ့ပြီးနောက်နာဆာကတပ်တွေဟာမလ16ရက်မှနောင်ကြုံမြို့ကိုပြန်လေတင်းယူနိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာလက်ရှိအချိန်မှာ တောင်ခမ်းနဲ့နောင်ချိုမြို့ကြားထဲမှာရှိနေတဲ့တရနယ်လေးဦးဆောင်တဲ့ပူပေါင်းဖွဲ့ရိထိန်းချုပ်ထားတဲ့နေရာများပြားကိုထိန်းချုပ်နိုင်ခဲ့ပြီးနောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်မယ့်အလားအလာကောင်းတွေရှိနေခဲ့ပါတယ်။တချိန်တည်းမှာပဲတရနယ်လေးရဲ့မဟာမိတ်ဖြစ်တဲ့ကိုကန် MNDA နဲ့နယ်ကအဖွဲ့ရိဟာနာဆာကနဲ့သဘောတူညီမှုရယူပြီးနောင်ချိုမြို့ကပြန်လည်ဆုတ်ခွာခဲ့ရာတရနယ်လေးအဖွဲ့ပေါ်ကြီးမားတဲ့တရားမှုတွေဖြစ်လာခဲ့လို့သိရပါတယ်။လက်ရှိချိန်မှာတရနယ်လေးအဖွဲ့ဟာ တရုတ်နိုင်ငံဝါတိုင်ရင်သားလည်းနဲ့ကအခွဲတွေအပြင်နာဆာကရဲ့ဖိအားတွေကိုရင်ဆိုင်နေရပြီးတော့ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကနာဆာကဟာတရုတ်နိုင်ငံအခွဲကိုနောက်ဆုံးမျိုးကနေတက်တွေပြန်ဆုတ်ဖို့ကြာစတန်ပေးခဲ့တယ်လို့သတင်းတွေထပ်ပေါ်ကြရဖြစ်ပါတယ်။အဲဒီလိုမျိုးနာဆာကတက်တွေကတရုတ်နိုင်ငံအခွဲကိုကြာစတန်ပေးခဲ့တယ်လို့သတင်းတွေထပ်ပေါ်နေချိန်မှာပဲတရုတ်နိုင်ငံအခွဲကဧပြီလ29ရက်နေ့ကနောင်ကျုံမြို့အနီးရှိတမရော်စစ်ကြောင်းကိုစတင်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားပြီးတော့ TNL အဖွဲ့ရိစုခါထွက်ပြေးခဲ့ရာတမ်းမတော်စေချောင်းကလိုင်းလံရှင်လင်းချိန်မှာ TNL အဖွဲ့ထိန်းချုပ်ထားတဲ့ဂုံးတွေကိုထပ်မံရရှိခဲ့လို့သိရပါတယ်။2023ခုနှစ်အောက်တိုဘာလမှာတဲတုံညာနေကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဟာနောက်ကျမျိုးကို2024ခုနှစ်ဇူလိုင်လအတွင်းမှာတည်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ကျမျိုးနဲ့ဟာမြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်တောင်မေးခရိုင်ရှိမြို့နယ်တစ်ခုဖြစ်ပြီး မြောက်ဘက်မှာရေနီချောင်းချပြီးတော့တပိတ်ချင်းမြို့နယ်၊မွေးကောက်မြို့နယ်၊အရှေ့မြောက်ဘက်မှာကြောင်မဲမြို့နယ်၊အရှေ့ဘက်မှာကုတ်တွင်းချောင်းချပြီးကြောင်မဲမြို့နယ်၊အရှေ့တောင်ဘက်မှာဒုထရီမြင့်ချပြီးရက်ဆောင်မြို့နယ်၊တောင်ဘက်မှာဒုထရီမြင့်ချပြီးရက်ဆောင်မြို့နယ်၊အနောက်တောင်ဘက်မှာဒုထရီမြင့်ရဲရွာတတမန်နေကျဲရွာရေအားလျှက်စေဆက်ရည်ပြင်ချပြီးတောက်ဆဲမြို့နယ်နဲ့ပြုံးလီမြို့နယ်အနောက်ဘက်မှာကဲလောင်းချောင်းချပြီးပြုံးလီမြို့နယ်နဲ့ အနောက်ဘက်နဲ့အနောက်တောင်ဘက်မှာမတ္တရာမြို့နယ်၊ကျဲတော်ကြီးစင်နယ်၊ချောင်းမကြီးချောင်းခေါ်ရင်းနှီးချောင်းချပြီးစင်ကူးမြို့နယ်တို့ဖြစ်ပါတယ်။နောက်ဆုံးမြို့ဟာရှမ်းမြောက်ဒေသရဲ့တခုရဲသောမဟာပြူဟာလမ်းမကြီးဖြစ်တဲ့မန္တလေးလာရှိုမူဆယ်လမ်းမကြီးမှာပါဝင်နေတဲ့မြို့ဖြစ်ပြီးတော့အဲ့ဒီလမ်းမကြီးဟာမန္တလေးနောင်ကျိုးကြောင်မဲတိပေါ့လာရှိုတိန်နီကိုခိုင်နဲ့မူဆယ်မြို့တွေကိုပလဲကုန်းတခွေဆက်သွယ်ထားလို့သိရပါဗျ။နာဆာကဟာမက်လာဇန်ပိုင်းမှာတောင်ကန်ဟွန်းကျင်ကို တရနယ်လင်အခွဲအိုးဆောင်နဲ့ပူပေါင်းအခွဲတွေကင်းစင်တဲ့နေရာဖြစ်အောင်တိုက်ထုံနိုင်ခဲ့ပြီးတော့မလ19ရက်နေ့မှာနောင်ကျုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်တံပြန်တိုက်စစ်ဆင်ခဲ့ဖြစ်ပါတယ်။ကြောက်ခန့်နဲ့နောင်ကျုံမြို့တိုက်ပွဲမှာပါဝင်နေသူတအုပ်ဖြစ်တဲ့ဖြောဝေကိုကိုအမည်ရှိအကောင့်တစ်ခုကလည်းအေဗီလာ16ရက်နေ့ကနောင်ကျုံထိုးစီအကြောင်းကို၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။နောင်ကျုံထိုးစီရဲ့အရှိန်နဲ့မိမိတို့တပ်တွေရဲ့အောင်မြင်မှုတွေကိုလူမှုကွန်ရက်ပေါ်ရီမှာ တင်ခဲ့ပြီးပြီမလို့အလုံးလည်းတည်တင်းတလောက်နားလေတင်းတလောက်သိရှိခဲ့ပြီးဖြစ်ပေမဲ့မိမိတို့တက်တွေရဲ့စူးစမ်းရုံးကန်မှုတွေနဲ့မိမိတို့တက်မတော်သားတွေဘလိုမျိုးထိစွန်စားဆွမ်းဆောင်ခဲ့ခြင်းတွေနဲ့ပေးဆက်ခြင်းကိုမိဘပြည်သူတွေသိရှိစေဖို့ရည်ရွယ်ချက်နဲ့ဒီစာကိုချရေးခြင်းမှာမဲအရှာမလူလဲကူကူရှိမနေခဲ့ပါဘူးအရင်ဆုံးရန်သူထိုးစေကြောင်းကိုပြောပါမယ်ရန်သူဟာပြည်သူကိုကာပါလုပ်ပြီးစစ်တိုက်လာတာအခုမှမဟုတ်တဲ့အတွက်ရန်သူကသူတို့ရဲ့ထုံးတမ်းစင်လာအတိုင်းပဲ ရမခရဲ့ဘဲတက်ကိုတိုက်တိုက်ပြည်သူရဲ့အိမ်ဖျားချောင်းစာတင်ချောင်းတွေကနေနေရယူပြီးတော့တက်ကိုတိုက်တဲ့အပေါ်မိမိတို့တက်တွေဟာပြည်သူတွေကိုငဲခဲ့တာတကြောင်မြို့ပြတွေပျက်စီးမှာကတကြောင်လက်နက်ကြီးတွေလေရင်တွေကိုတုံးကျင်တိုင်းတုံးခွေမရခဲ့တဲ့အတွက်တချို့တက်တွေခွာစစ်စင်ခဲ့ရအလုံးအသိပါဒီကောင်တွေကတော့မြို့ပြတွေဂယုစင်မှာမဟုတ်ပါဘူးဒီကောင်တွေကပြည်သူမျက်နှာကိုကြည့်မှာမဟုတ်တဲ့အတွက်ကြားကျင်တဲ့နေရာကြပြစ်ချင်တိုင်းကိုပြစ်နေရဲသူတို့အတွက်တော့ မြို့နယ်နီးတဲ့တက်တွေကိုတက်ရတာတိတ်ကိုလွဲလောပါတယ်။မမီတို့ထိုးစင်းနဲ့မမီတို့တက်တွေရဲ့စိတ်တက် သွေးကြွေးဆက်မယ်သွေးကြွေးဆက်မယ်သွေးကြွေးဆက်မယ်ဆိုပြီးမှန်ပါတဲ့အတန်တွေနဲ့ကျွန်တော်တို့နာပါဟရဲ့ဗီဒီယိုအပိုင်းတို့လေးကပြည်သူလူထုစီပြန့်နှံ့လာပြီးရဲ့နောက်မမီတို့နောင်ချိုထိုးစင်းစတင်ခဲ့တယ်။အခက်ခဲတွေတိတ်ကိုများတယ်။ကားလန်းတွေရွာလန်းတွေရန်သူကမိုင်းတွေအပြည့်ခင်းထားခဲ့အောင်မလို့မမီတို့တက်တွေလွယ်လွယ်နဲ့ရှေ့တိုးမိရခဲ့ပဲအထီးကိုက်တွေရှေ့ခဲ့ပြီးရှေ့ဆက်ခဲ့တယ် စိတ်ဓာတ်ပိုင်းဆိုင်ရာမာကျောတက်ကြွလုံးနဲ့တရင်တွေနဲ့ပြတ်သားတဲ့နာပါဟာမှုတွေရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့အမတရင်းမှုတွေရဲ့အမြောက်ပြတိကျမှုတွေကြောင့်ရန်သူတွေအခိုင်အမာခြေကောက်ယူထားတဲ့စကန်းတွေနဲ့ရွာကိုတိကျလှုပ်ထားတဲ့သူတွေရဲ့အတားအဆီးတွေဟာအင်မတန်ကောင်းမွန်ပေမယ့်မိမိတို့တရင်တွေကိုဟမ်မတားနိုင်ခဲ့ခြင်းဟာမိမိတို့ရဲ့တရင်တွေကိုဟမ်မတားနိုင်ခဲ့ခြင်းမရှိမှုကြောင့်စေဦးကျိုးသွားတဲ့ရန်သူဟာတက်အလာကိုချောင်မြောင်ပြစ်ခတ်နှောက်ရှက်ယုံများတာတက်နိုင်ခဲ့ပြီး တည်ယူထိုက်နေမျိုးတွေကိုအနည်းနဲ့အမြန်ဆုံးရှုံးခဲ့ရခြင်းအပေါ်စိတ်ဓာတ်တွေရှိန်ရိုင်လာခဲ့ပါပြီ။ရန်သူနဲ့မမီတို့မတူတာတွေများပါတယ်။ရန်သူကသူတို့ဘာလို့စက်တိုက်နေရလဲဆိုရဲအကြောင်းပြချက်ဥတီချက်မရှိရည်ရွယ်ချက်မရှိတဲ့အခွင့်အရေးပြီးဖြစ်တဲ့အတွက်အရေးတားလေခဏတာမို့ခွေဝမ်းတောင်အောင်လေလေပြတဲ့အချိန်ဟာကုန်ဆုံးသွားခဲ့ပြီးစိတ်အင်အားနဲ့အခင်းကျင်းရန်သူဟာမိမိတို့တက်မတော်လို့စကန်တကူကို15 20လောက်နေရဲ့အခွင့်မဟုတ်ပါရွာတွေကိုအခြေပြုတ်ပြီးစကန်များစွာမှာအင်အားအလုံးတောင်နဲ့ ခန်းစစ်ကိုပြင်နေစီစံကိုအကန့်အသတ်နဲ့တုံးရတဲ့ကောင်းလေးမို့ခန်းစစ်မှာဘလောက်ပဲပြုတ်ပြင်ပြုတ်ပြင်အရေးမတာပဲ၎င်းတို့အသက်ပေါင်းများစွာအသုံးချပြီးတိုက်ယူခဲ့တဲ့မြို့ပြတွေကိုရေရှည်မထိန်သိမ့်နိုင်တဲ့အပေါ်ရန်သူဟာပြည်သူလူထုရဲ့ယုံကြည်မှုမရှိခဲ့တဲ့အပြင်ပြည်သူလူထုရဲ့မလိုအပ်ခြင်းတွေကိုခံစားနေရတာပါမေကျောင်းရင်မြေပြင်နဲ့နှီးဆက်တဲ့သူတွေကိုမေးသည့်ဒေါ်လာစားမီဒီယာတွေတော့လိုက်ကြည့်မနေနဲ့နာဘာဟာမူကြီးရဲ့ရည်ရွယ်ချက်သူကတော့ရှင်းနေရမခအတွက်သွေးကြွေးပြန်ဆက်မယ် ပြီးရင်ရန်သူတင်နေရာတနည်းအားဖြင့်မိမိတို့ပြန်လဲတိုက်ယူရမယ့်အရာတွေကိုမိမိတို့တပ်ဖွဲ့တွေအထီးကအနည်းဆုံးနဲ့ရေမှန်းချက်တွေအားလုံးကိုအမြန်ပြန်လဲသိမ်းယူပြီးတော့တောင်ခမ်းနောက်ဆိုကြောင်မဲစတဲ့နေရာတွေကိုတက်မလို့အုပ်ချုပ်မှုအကိုအမြန်ဆုံးရောက်ရှိစေပြီးပြည်သူတွေစိတ်အေးချမ်းသာစွာအမြန်နေနိုင်ဖို့တဲ့သူတခါပြောဖို့တယ်လက်နဲ့ကြီးနဲ့တမ်းမတော်တော့လက်လက်ကာကြီးဝေဟာကပ္ပစရိကအချိန်မရပြန်ထုတ်ပေးလိမ့်မယ် ငါစစ်တီရဲဘော်တွေကစက်ယုံထုံမဟုတ်ဘူးရဲ့ဒါဆိုနဘာဟမူကြီးအကြောင်းအများကြီးပြောဖို့လိုရမယ်မထင်ဘူးအမြောက်တက်354ရင်းဘူးငယ်ရွယ်ပြီးတော့ဆေးရှည်ရဲလက်နေတီကြောင့်ကိုလက်အောင်ငယ်သားတွေရဲ့မတိနားမဲ့ခြင်းတွေကိုဆေးရှည်စွာဖြစ်ရှင်ပေးရဲတက်ကြပြီးတိုက်လို့ခိုက်လို့အနိုင်ရလို့စီပြင်းထန်နေဒါတင်လားဆိုမဟုတ်သေးဘူးပြည်အားနဲ့စေကစားသူတွေရဲ့မွေရမြေးဆိုတဲ့အတိုင်းပြည်အားရောမိမိတို့တက်တွေအပေါ်တော်တော်လေးအကူအညီပေးနိုင်ခဲ့တယ်တက်တွေရဲ့အောင်စိတ်ကိုပိုပြီးမြှင့်တင်ပေးနိုင်မှုပါလေ လေးစားလောက်ရှားပါပဲမိမိတက်တွေရဲ့အောင်စိတ်ကအောင်မြင်မှုတွေကိုတခုပြီးတခုဆက်လက်ရှာယူဖို့အသင့်ဖြစ်နေပြီးတော့လက်ရှိချိန်မှာမိမိနာပါဟာနဲ့တရင်တွေရဲ့အကောင်းဆုံးတိုက်ခိုက်လူစိမ့်နဲ့တယောက်ချင်းစီတိုင်းရဲ့စွန်စားရဲရင်မှုတွေဟာကျွန်တော်တို့ထင်ထားအထက်ပိုတယ်ပြီးတော့ပြည်သူစစ်မှုတန်းတွေရဲ့လေးနဲ့တဲ့ခံယူချက်စစ်သားဘဝကိုနားလည်ပြီးတမ်တော်ယုံကြည်ရဲ့အမိဟာဒီကနေ့မှာချွင်းချက်မရှိခဲ့ပေညီလေးတွေကိုယ်တိုင်ကတိုင်းပြည်ကိုအမှန်တကယ်ဖျက်တဲ့သူဟာ ဘာတူလဲဆိုတာမျက်ဝါးတတိမြင်ခဲ့ကြတွေးကြုံခဲ့ရပြီမလို့အထုတ်တလဲစီယုံနေကြမလို့ပါသူတို့ရဲ့တိုက်ခိုက်လို့စိတ်နဲ့ရရင်မှုတွေကိုမမီတို့ကပါလိုက်တားနေရပါသေးရဲ့19ရက်3လ2025မမီတို့တိုက်စစ်အစမှာပေါ့ရန်သူစကန်းစေကုန်းထက်မနေတင်းယူနိုင်ခဲ့တဲ့အောင်မြင်မှုအားပြည်သူစစ်ညီကိုတို့ရဲ့စွမ်းဆောင်ရည်နဲ့သူတို့ရဲ့တပ်တွေတွေမနေခဲ့ကြအောင်အနှဲငယ်များအခြားရေးလို့ပါတယ်ထုံးစစ်ရဲ့ဒုတိယစစ်ကြောင်းဖြတ်ပါတယ် point တက်စရဲ့ရွှေပြေး point မှာ ပြည်သူစစ်တရောင်နဲ့မိမိတို့အမြဲတမ်းစစ်သားတရောင်စစ်တောင်းရဲ့ထိတ်ဆုံးကနေပွိုင်သွားပါတယ်။ရန်သူစကန်းဝင်မာတင်နှစ်ဖက်ပြေခတ်မှုတွေနဲ့ပွဲဟာတော်တော်လေးမြိုင်ခဲ့ပြီးတော့နောက်ဆုံးရန်သူစကန်းကိုအတင်းဝင်ရောက်ထိုးပေါက်ဖို့စ조사ခဲ့တယ်။ဒီအချိန်မှာရန်သူကစေးအရှိန်နဲ့ပြစ်ကျင်းတဲ့လုံဝမထွက်ပဲခံပြင်းနေခဲ့တယ်လို့မိမိတို့တရင်ရဲ့ပွိုင်ဟာလေရန်သူပြစ်ခတ်မှုကိုဂယုမဆိုင်နိုင်တော့ပဲရန်သူပြစ်ကျင်းတဲ့အထိစွန့်စွန့်ဆဆလက်ပြပုံပြစ်ထည့်ခဲ့ပြီးစစ်ပွဲရဲ့ရလက်ကိုဖော်ဆောင်နိုင်ခဲ့တယ် 6လောင်း၄လက်အောင်မြင်မှုကိုရယူပေးနိုင်ခဲ့ပြီအပြောမဟုတ်ပါအားကြအတွေ့အယူပဲတက်တည်နေသူ့ရဲ့နိုင်ငံတော်စစ်စိတ်တစ်ခုရဲနဲ့စွန့်စားမှုကိုဂုဏ်ယူအားကြပဲခြားရင်းမိပါတယ်ဒါတင်ပဲလာတော့မဟုတ်ပါဘူးမိမိတို့တက်တွေရဲ့နောက်ထပ်ရရင်စွန့်စားမှုတွေကိုဆက်လက်ခြားရင်းကျင်းပါသေးရဲ့ဆိုတာရှင်းတိုင်းနဲ့စာကိုဒီတင်အဆုံးသတ်ပါတယ်စစ်တီတယောက်ရဲ့အမြင်နဲ့အတွေ့အကြုံပေါ်မှုတည်ပြီးခံစားချက်အတွေ့တွေကိုခြားရင်းထားမလို့အမားပါရင်သိခင်ပေးပါခင်ဗျာဆိုပြီးတော့ နောက်ထပ်ထိုးစစ်အကြောင်းကိုရေးသားဖော်ပြထားပါရရှင်